ရှင်းမသိသေးတာဖြစ်မှာပေါ့အခုကုတ်ဆွဲခေါ်ပြီးပြလို့ရတယ်အယောက်တစ်တောင်းမှတစ်ယောက်လောက်ပဲလူကောင်းပါခြင်းပါမယ်မင်းလာခဲ့တော့ဖားသွားချင်မင်းမတိတာမှမဟုတ်တော့ကွာဖုံးကန်နေပြီးယောဂါတွေထူလာမှပြီးလို့ရှင်အသက်ကြီးလာလို့ရှင်ဒုက္ခတွေရောက်ပြီးတော့လမ်းပေးရောက်မဲ့ဟာတွေရောနော်အဲ့ဒါကာသမဖားကောင်းနေပါလုံးမင်္ဂလာပါခင်ဗျာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ခုနကပဲကြည်လိုက်မိပါတယ်ခင်ဗျာဒါကိုကျွန်တော်ကြည့်ပြီးတော့ကာသမတွေအတွက်တကယ်ကိုဟိုစိတ်မကောင်းစရာဖြစ်သွားတာပေါ့နိဒါပေမဲ့သူပြောနေတာလေဟုတ်နေတာပဲခင်ဗျာကဲဗီဒီယိုလေးကိုကျွန်တော်တို့ အရင်ကြည့်ပြီးမှပြန်လဲတုံးသက်ကြရအောင်ခင်ဗျာ let's go ကာသမာတိုင်းကတဲ့အိမ်တော်ကြီးဖောက်ပြန်နေရမှာမဟုတ်ဘူးလေကျမယောက်ျားကာသမာအိမ်ဆိုရင်လူကောင်းနဲ့မဖောက်ပြန်ဘူးပေါ့နော်ပြောတဲ့တယောက်ကြီးရှေ့မတည်သေးတာဖြစ်မှာပေါ့နော်ကျမငငယ်ကလေးကနေတွေ့ခဲ့တဲ့ highway ကားမောင်းတဲ့ကာသမာတွေကလေဖောက်ကောင်းနေကြီးပဲအခုပတ်ဝန်းကျင်မှာရှိတဲ့ကာသမာတွေအကုန်လုံးလေး ဖာကောင်းနေကြီးပဲအခုဂုတ်ဆွဲခေါ်ပြီးပြတော့ရတယ်ကျွန်မတို့ပတ်ဝန်းကျင်မှာရှိတဲ့အိမ်ငါးလုံးမှာကားသမန်၅ယောက်ရှင်အဲ့ဒီကားသမန်၅ယောက်လောက်ဖာကောင်းနေကြီးပဲစစ်တန်းကောက်ပြီးဆိုကောက်ပြီးတော့ရသေးတယ်ဟုတ်အယောက်တောင်းမှတယောက်လောက်ပဲလူကောင်းပါခြင်းပါမယ်အဲ့ဒီတယောက်လောက်ပါတဲ့လူကောင်းကိုအဲ့ဒီချန်တဲ့လူတွေကဒီတိုင်းထားမယ်ထင်လို့လားဟင်မင်းလာကဲငါ့ဖာသွားချာမင်းမသိတာမှမဟုတ်တော့ကွာဘယ်နှခါခေါ်ရမှာလဲဟင် အဲ့ဒီ highway လမ်းကားလမ်းမပေါ်တက်လိုက်ပြီဆိုကြတဲ့အဲ့ဒီကောင်ကဖာကောင်းတစ်စိတ်ကပ်ပြီးသားပဲအဲ့လိုလွတ်လပ်ပေါ့ပါပျော်ပါရတော့ကြိုက်တာဟောကားသမားတိုင်းကားသမားတွေကမရင်ငယ်ဒီတကြအိမ်တစ်ဆောင်မိတစ်ပြောင်ထားတဲ့မရင်ငယ်ရှိတယ်မဟုတ်ဘူးဆိုလို့ရှင်ဟိုတယောက်ဒီတယောက်မရင်ငယ်ရှိရမဟုတ်ဘူးကားသမားရဲ့မရင်ငယ်မထားဘူးမိမတယောက်ကိုဒီတကြမတွဲချင်တဲ့ကားသမားဆိုလို့ရှင်ကြိုက်တဲ့နေရာမှာကြိုက်တဲ့ရောက်တဲ့နေရာကဟိုတယ်မှာကြိုက်တဲ့ဖာသမားခေါ်ပြီးဖာချတယ်အကုန်လုံးကဖာကောင်းနေကြည့်မယ်အဲ့ဒါတွေကကျမမတရားပြောတာတခုမှမပါဘူးကျမမျက်မြင် ကိုတွေ့ကျမမြင်နေရတာကိုကျမပြောတာ哦ကျမတွေ့နေရတာကိုကျမပြောတာအခုကုန်ဆွဲပြီးခေါ်ပြလို့ရတယ်တင်လားနောက်ဆုံးကိုယောက်ျားကိုလက်ထဲမှာလူကောင်းလေးကွာရိုးတတ်တဲ့ပိုးတကွာလေးပဲထားလိုက်ပါတော့ကားမောင်းမိဆိုရင်လူကောင်းလို့ပြောလို့မရတော့ဘူးဘာဖြစ်လို့လဲတင်လားအတေဝနာစဘာလနာနဲ့နော်လူမိုက်နဲ့ပိုင်းလူမိုက်ဖြစ်ဖြစ်တယ်哦ကျန်တဲ့ယောက်ျားလေးအကောင်လုံးအိမ်တော်ကြီးဖောက်ပြန်နေတာကိုတယောက်ကိုယောက်ျားတယောက်ကြောက်ပြီးမှဖောက်ပြန်ဖြစ်နိုင်ဘူးအဲ့တည်းပါသွားတာပဲ ်နော်ရင်ကောင်းနဲ့ပေါင်ချီထွန်းနဲ့ပဲရောက်တယ်နော်ရင်ကောင်းနဲ့ပေါင်ပြီးပေါင်တဲ့လူတွေအကုန်လုံးချီကြိုက်လို့ပေါင်တာအဲ့တော့ယောက်ျားတွေလည်းချီကြိုက်တယ်လေတဏ္ဍာကျောင်းမှာမျိုးရတာကိုကြိုက်တယ်နော် နော်ကိုယောက်ျားမတော်တဆတည်ရမလားကိုယောက်ျားကိုကဖုန်းနေပါလိဆက်ပြောယောက်ျားရေအရှင်ပါမလေးကိုဖုန်းဆက်ကြည့်လိုက်အာဘိုင်ပါလေးဗီဒီယိုကိုခေါ်ကြည့်လိုက်နော်ရောက်လျာနေမှာရောက်လျာနေမှာပျော်ပါတောက်စားမူးရနေမူးရပြီလို့ရှိလို့ရှိရင်နော်ကြိုက်တဲ့ကောင်မလေးဟိုတယ်မှာမိမတယုံယုံနဲ့နေတယ်နော်အဲ့ဒါကိုကမေးကြည့်လိုက်ဟာငါငါလောက်တာမဟုတ်ဘူးသူများတဲ့ကားတွေကအကုန်လုံးသွားသွားနေတာတောက်စားနေကြတာငါတယောက်တည်းမလိုက်လို့ရမလားဟာအလုံးလုံးမှာပတ်ဆိုင်ရမှာလေဘာဖြစ်နေရလဲဆိုပြီးတော့ပြောတဲ့ပြောတဲ့ကာသမားတွေနော်အဲ့လိုကိုမလုံးနဲ့လို့ပြောရှင်းလိုက် နော်ဗမေးမကမှလည်းတောက်စားမှုရေးတနာကျောင်းမှာပြောပါပြရတယ်ပစံဗမေးမကမှမလို့ခြင်းဘူးရှင်အဲ့ဒီကားမောင်းနေလို့မလုပ်တော့နေလို့ပြောခြင်းမလုပ်ပဲနေမှာလေတဲ့လို့ကိုလုံးမရဘူးနော်ကားသမားအကောင်ကကံကားပါကျွတ်လို့နေရောနော်တန်တရာလည်းမကောင်းဘူးအခုဘွားလည်းမကောင်းဘူးဖုံးကန်နေပြီးယောဂတွေထူလာမှပြီးလို့ရှိရင်အသက်ကြီးလာခြင်းဒုက္ခတွေရောက်ပြီးတော့လမ်းပေးရောက်မဲ့ဟာတွေရောเนาะအဲ့ဒါကာသမဖာကောင်းတွေရောကာသမတိုင်းကဖာကောင်းတွေကြီးပဲကာသမမှာလူကောင်းတောင်မှမရှိဘူးအကုန်ဖာကောင်းတွေကြီးပဲကဲ ကျွန်တော်လည်းကာမောင်ဖူးတာပဲအခုကြည့်နေတဲ့ကျွန်တော်ဒီဘာတွေကလည်းကာမောင်ဖူးတာပဲเนาะပြောမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုကျွန်တော်တန်ရှင်းရှာလို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะသူပြောထားတဲ့ပုံဆိုရင်ကာမောင်တက်တဲ့လူတိုင်းကအဲ့လိုကြီးဖြစ်နေပါလားမဟုတ်ဘူးเนาะဟုတ်တယ်မလားဒါကတော့မိန်းကလေးတွေနဲ့မသက်ဆိုင်ဘူးဆိုပေမဲ့လေယောက်ျားလေးတွေအတွက်ကတော့တော်တော်လေးကိုပြောမယ်ဆိုလို့ဒီအတော်ကဟောเนาะသူစကားမပြောတတ်လို့တုံးတက်ရမှာပေါ့ ဟုတ်တယ်မလားကာမတိုင်းဆိုတဲ့အတုံးနှုံးကတော့အဖြစ်မပြေဘူးလေနော်ဒါကာမတိုင်းတော့ဘယ်ဟုတ်မလဲဗျယူသားတဲ့ကာမတွေအများကြီးပဲ तू မှမတွေ့ဘူးဒါ तू တွေ့ဘူးတဲ့ကာမကို तू အဲ့လိုမျိုးအဲ့လိုမျိုးဇက်တွန်းပြီးတော့ပြောတဲ့တော့ပြောတယ်ဆိုတော့အဆင်ပြေမနေဘူးလေနော်ဒါ तू တွေ့ခဲ့တဲ့ဟာကိုအကုန်လုံးရောချလိုက်တော့ကျွန်တော်တို့ခင်ဗျားတို့တွေကအကုန်လုံးအပါပါပြီလေဟုတ်တယ်မလားဒါဒီဗီဒီယိုကတော့ပြောမယ်ဆိုလို့ရှိရင်တော့ကာမတိုင်းကိုစော်ကားသွားတယ်လို့ပြောရမှာပေါ့နော်ကိုထင်ရမြင်ရကို ကလုံးမချပြနဲ့ကိုယ့်ရဲ့စိတ်ထဲမှာပဲထားအခုကဒီဘွားတော်ကတော့သူထင်တယ်လို့ပြောသွားတော့အမှန်ကနေအမှားဖြစ်ပြီလေအမှန်ဆိုရင်တော့ဒီဒီအကြောင်းအရာကိုပြောချင်ရင်တော့ဒါကာတမာတိုင်းဆိုတာကိုမသုံးသင့်ဘူးလေနော်ဒါတော့စော်ကားသွားတယ်လို့ကျွန်တော်တို့မြင်နေခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ viewer လေးတွေကဘယ်လိုသုံးသပ်မလဲခင်ဗျာထင်တယ်လို့မြင်တယ်လို့ comment ထဲမှာဝင်မန်းခေလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ bye bye